ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညကောင်မောင်တို့မတွေကိုဆရာကြီးမဟာဆွေရေးသားတဲ့တပုံအိမ်လို့အမည်ရတဲ့ဝိထုကိုအပိုင်းကားအနေနဲ့ကျွန်တော်ကိုရွှေတာမဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာစောစောခိုက်ကကိုထင်းအောင်၏အပြုတ်မူသည်ခင်ဆွေတင်း၏စိတ်နှလုံးတွင်ယုံမုန်းစရာဖြစ်ခဲ့လျာမင်းသား၏တက်သည့်ဖြူစင်ရိုးသားသောစိတ်တို့ကိုတွေးတောမိလျင်မင်းသားအားညှို့လို့သောစိတ်များပင်ပေါ်ပေါက်လျက် မတော်ပါကလားဟုချိုးနေကအတော်ညနှမအိပ်ပျော်သွားချလေနောက်တနေ့မုံနှင်းစီနေ့တပြိုင်နဲ့ခင်ဆွေတင့်ဒီအိယာကနိုးနေကြည်နေကြအတိုင်းမင်းသားဤအိမ်ဘက်သို့လှည့်ကြည့်လိုက်ရာနန်းနဆောဆောဖျားချီကိုနေသည်ငားနိုင်ခွဲတွင်လမ်းလျှောက်ထွက်၏လမ်းလျှောက်စဉ်ပြန်လာလျက်ခင်ဆွေတင့်အိမ်ဘက်သို့လဲတန်းဆင်းလျက်မော်ကြည့်နေရာ၏ခင်ဆွေတင့်ဒီခါတိုင်းနေ့ထက်၎င်းဤစိတ်ကိုတုံလှုပ်ရှောက်ချနေစေလေ၏ ဘာတွေတော်ဤအိမ်တို့ယနေ့ပင်သွားရတော်မူလူယူလူသူတော်ကောင်းကြီးသည်မိမိအားဆွဲလန်းနေကြ၏မိမိတို့တသက်တဝန်းတစ်ခါကောင်းစားဖို့ရန်အတွက်မင်းသားအားလှည့်စားခဲ့၏မင်းသားသည်တပုံထရန်ကြံစီသူဖြစ်စေကမူ၎င်းသည်ခေတ်ပညာတတ်ဖြစ်၍ဒီမိုကရေစီခေတ်တွင်၎င်းသည်ရှင်ဘရင်မဖြစ်နိုင်သည်ကိုမတွေ့တော်ပဲနေမည်မဟုတ်တို့ဖြစ်လျင် အမှားအမှန်အပထား၍၎င်း၏စည်ရင်းစေတနာမှာတိုင်းပြည်နှင့်အမျိုးကိုရှေ့ခင်သူအစေဖြစ်၍နေ၏ သူတကားတို့မကြံရဲမလုံရဲတီတို့ကိုလောက်ကိုင်းနေသည်ဖြစ်၏ထိုကဲ့သို့ပုပ်ကိုကို ခလေးတဖွဲသဘောထားကမိမိပြုတ်မှုခဲ့လေပြီဟုနောင်တရစဖြစ်၍လာလေ၏ခင်ဆွေတင့်ကနက်နက်ခင်းအချိန်တပိုင်းလုံးစင်စားတွေးတောနေခြင်းဖြင့်အချိန်ကုန်လုံးစေရာကြောင်းတဲ့ချိန်တွင်အိမ်က မော်တော်ကားနှင့်ထွက်ခွာသွား၏မင်းသားမှာစင်ဝင်ပေါက်မှမျှော်ကြည့်နေကြရာ ခင်ဆွေတင့်သည်စိတ်ကူးမရှိပါဘဲလက်ပြနှုတ်ဆက်မိမင်းသားသည် လက်မြောက်ပြလိုက်လေမင်းသားကအကျိုးအကြောင်းဘာမှမသိရှာချေညနေចောင်းပြန်စင်ကိုသာဆောင်းစားနေဟန်တူဤခင်စတဲ့အိမ်ကမော်တော်ကားကြီးသည်ခါတိုင်းထွက်နေကြအတိုင်းဒရိုင်ဘာကြီးမောင်းရွေထွက်သွား၏ထိုကားထဲ၌ခင်စတဲ့ဤစာအုပ်အချို့နှင့်အဝေးအစားထည့်ထားသောတန်တိတာကြီးတစ်လုံးပါသွားသည်ကိုမင်းသားတိလိုက်ဟန်မတူပါချေကားဒီတနအိခန့်အကြတွင်ခင်စတဲ့မပါဘဲပြန်လာလေသည်မင်းသားဤစိတ်ထဲတွင် ဟာ၍သွားလေတော့၏ကားဒီမင်းသားအိမ်ရှိတွင်ခိတ္တမြရဲ့၍ ဒရိုက်ဘာဆင်းခဲ့လေယာမင်းသားဒီအိမ်ပေါ်မှာဆင်းပြေလာကအိမ်အောက်ထက်ရောက်မှတတိယပြီးအိမ်တွေဆဲကလူယုံတော်ဥယဲကျော်ကောင်အားအကျိုးအကြောင်းမေးမြန်းစီလေဥယဲကျော်ကောင်ဒီဒရိုက်ဘာနဲ့စကားတခွန်းတခွန်းပြောပြီးဒရိုက်ဘာဤလက်ထဲမှာစာအိတ်တဦးကိုယူခဲ့လေဘာတဲ့လဲဥကျော်ကောင်ဟိုကလေးမှာပါမလာဘူးတဲ့လားပါမလာဘူးကိုတော့လေသူ့ဘာတွေတော့အိမ်ပြောင်းသွားတဲ့လေ ။အိုးဘာကိစ္စကြောင်းမဲ့ပြောင်းသွားတယ်လဲ။ဘယ်မှာနေကြတာလဲ။မင်းသားဒီစကားကိုအထည့်ခေါ်မကြည့်ဇက်တိုင်မေးမြန်းနေလီယာ။ဥရဲကျော်ခေါင်းဒီမင်းသားဤမျက်နှာကိုမော်ကြည့်လည်းရဲ့မသိပါဘူးဖျားဟိုတခွန်းသာဖြစ်ဆိုနိုင်ရာမင်းသားလည်းတက်တခေါက်ခေါက်လိုက်ရာဥကျော်ခေါင်းဤလက်ထဲမှာစာအိတ်ကိုဆွဲယူလိုက်၍အဖိုးကြီးအားတွားတော်ဟုအမိန်ပေးပြီးစာအိတ်ကိုဖွင့်ဖောက်ဖတ်ချူနေလေ။အကိုကြီး ။ဘာဖြစ်လို့အိမ်ကကိစ္စရှိသည်ဆို၍အကြောင်းတို့လိုက်ခေါ်သည်ဖြင့်အကြောင်းအစင်းတွင်လိုက်ပါသွားရပါသည်။အကိုကြီးကိုနှုတ်မဆက်ခရ၍ဝမ်းနေပါသည်။ဘာဖြစ်လို့အိမ်မှာအ ਨੇ စုံတနေ့ကနေတစ်ပတ်လောက်ကြာလိမ့်မည်ဟုထင်ပါသည်။ခင်ဆွေတင်။မင်းသားဒီစာကိုဖတ်ပြီးလျင်မျက်မှောင်ကျုံလျက်အိမ်ပေါ်တို့တက်၍သွားလေ။ဥယဲကျော်ကောင်ကမင်းသားနေကင်းကအမိန်ပေးသည့်အတိုင်းရှင်းလုံးတစ်လုံးနဲ့စောင့်၍နေ၏။ရှင်းလုံးကိုဒူးချေပြားနှင့်တော့ကစားလိုက်အပေါ်တက်သို့မော့ကြည့်လိုက်နှင့်ဖြည့်၍နေ၏။ မင်းသားကပေါ်မလာပါကြီးအပေါ်တို့လည်းတက်ပြီးမခေါ်ဝန်းတပြင်းတက်ပြင်းရှူရတာနေလေမာလီကလာနှစ်ယောက်ကဗမင်တန်ကစားရင်ပိုက်တန်းနေလေမင်းသားမကစားမရှင်စောင်းစားနေရမှာ၎င်းတို့တာဝန်ဖြစ်၏ပတ်တန်နှစ်ချောင်းနဲ့ကြက်တောင်တစ်ခုသည်ပိုက်တန်းသောတိုင်ရှိရင်တွင်လက်ကမြင့်မြင့်သူများကိုစောင်းစားနေကြ၏မြမအစီကံဖြစ်လျင်ကစားသူမလာခင်ဖြစ်ကြတဲ့ဆန်းကစားကြလိမ့်မည်ဖြစ်တော်လဲကလာများကမကင်ခွင့်ကြပါဘီ ဗရာဇလာမီကိုသာလေတမောမောနှင့်ကြည့်ရှုနေကြလေ။နေဝင်မှပင်၎င်းတို့ပိုက်တန်းကို၎င်းတို့ဖြုတ်၍တင်ဆဲကြလေ။ခေဆိုတဲ့မှာဘာထွေဤအိမ်တွင်ငငယ်ကကိုးကြီးတန်းကြီးနှင့်နေဘူးတော်လဲအသက်73နှစ်လောက်မှစ၍ညအိမ်ညနေမနေဖြစ်ပဲ။ဥလာတော်ဤတုန်နေဆက်တုန်နေချက်အရာဘေဒင်ကိုအယုံကြည်မရှိတော်လဲဒေါမြမြတင်ဤစိတ်ကျင်တဲ့အောင်ခင်ဇာတာညံ့၍ခဏမြပြောင်းရွှေ့နေခြင်းဖြစ်သည်ဟုအကြောင်းပြကရောက်ရှိနေခြင်းလည်းဖြစ်လေ။ ခင်ဆွေတဲ့မှာပြည်လန်းချံဝင်ကြီးတဲ့တွင်အသက်9နှစ်အရွယ်လောက်ကစ၍နေထိုင်လာခဲ့ရာပြည်လန်းတစ်ချောက်ကြီးချံဝင်နှင့်အိမ်ကြီးများမှာအထက်တန်းသားများသာဖြစ်၍တအိမ်နှင့်တအိမ်ကူတန်းလေးမရှိ၎င်းမှာငယ်စဉ်ကပင်အရက်သူကလေးများနှင့်မပေါင်းသင်းရပဲဘိုးဆန်သောအကြောင်းသူကလေးများနှင့်ကွန်ဖရင့်တွင်နေခဲ့ရ၏ယောက်ျားမိတ်ဆွေတင်ကဟဆိုရည်လည်းရင်းနှီးသူတို့အူမှာမရှိပူပူကက်ကက်ဆိုရည်လည်းကိုထင်းအောင်တယောက်သာအသက်၁၈နှစ်လောက်မှစ၍နေခဲ့လျား တဦးနဲ့တဦးဖလဲတကင်းကင်တယ်ဆန်းသက်ခြင်းလဲမခံခဲ့ရခင်စတင်းဤတတလုံးအဖို့မှာမင်းသားသည်ရှေးဦးစွာကင်တယ်ဆန်းသက်၍ပားမြင်ကလေးကိုပင် အမွှေးခံခဲ့ရ၏မင်းသားသည်ရုံရံအခက်တန်သူမဟုတ်၎င်းအားများစွာအလိုလိုက်နားကအယောင်ကောင်းလာသောစိတ်နှပွင့်ကလေးသည်မင်းသားအားပုံမူတတိယစေ၏အရှိဤပြဒနာအစာကလေးကိုခင်စွေတင်စဉ်းစားမိတော့ရာဘာကိုဆုံးဖြတ်ရမှမသိတဲ့ကဲ့သို့ဖြစ်၍နေချာ၏ မင်းသားသည်အသက်28နှစ်ရှိပြီးကိုထေးအောင်မှာ25နှစ်မြားရှိသေး၏တို့ရာတွင်မင်းသားရုပ်ရည်မှာကိုထေးအောင်ထက်နုပြို၏စိတ်မှာလည်းဖြူစင်တန်ချင်းပုံရ၏ကင်းစွေတင့်သည်ဤတို့တွေ့တော်ဆင်ခြင်မိခြင်းဖြင့်မင်းသား၏ဘက်ကိုချိန်ခွင်ညာတာ၍နေသည်ကိုစဉ်းစားမိပြန်၏နှစ်ဖက်လူကြီးတို့၏စကားရိပ်နှင့်စီမံရာသားချက်ကိုကိုထေးအောင်ဘက်မှအလေးဖြန့်တဲ့ကဲ့သို့ဖြစ်နေသည်ကိုခင်ဆွေတင့်သည်အလေးအနက်မစဉ်းစားမိသေးချေ တို့ရာတွင်တပတ်ကလာကြာတွင်မင်းသားနှင့်မတွေ့ရန်သူအထူးဆင်ခြင်မည်ဟုပိုင်းဖြတ်ထားလေခေဆွေတဲ့မှာအကြောင်းတို့တက်ရပါတော့လဲစိတ်မပါလားတငယ်ချင်းများရေမောပြောဆိုကြတော့လဲတခါတည်းရန်အံအားသင်ရမည်နေရာတွင်ရေမိ၍ရေရမည်နေရာတွင်ငေး၍နေမိလေတုံးရမြောင်းနှင့်ကမိန်ကလေးများအေကန်းတွင် ရောင်ကြီးပွေနှင့်အဝေးစားအချိုးမကြတော့အသက်20ကျော်လူကျော်ကြီးတယောက်ခင်ဆွေတဲ့အားမေးမြန်းသွားကြအကိုကြီးဆိုလည်းရင်ခင်ဆွေတဲ့တီချောင်းများမှာ မှားကြောင်းမှားသွားကြောင်းဖြင့်တွေးလိုက်သူအကြောင်းသူများကပြန်ပြောလေရာခင်ဆွေတင့်မှာကျမအကိုကြီးပါပဲဟုပြောတော်လဲမျက်နာမကောင်းတော့ရှိမင်းသားစွတ်စွတ်ရွရွဝင်လာလည်းရင်မတွေ့နိုင်ရန်တိမ့်ဖန်နေခြင်းဖြစ်တော်လဲထို့သောမင်းသားကိုယ်တိုင်လိုက်လာ၍မတွေ့ပဲရှိပြန်တော်အခါဝမ်းထဲကဟာတာတာဖြစ်၍သွားလေထို့နေ့ကဥလာတော်အိမ်မှာအကြိုခိုင်းနေကြကားက၃နာရီလောက်တွင်ရောက်လာတဲ့ပြင်နောက်ဆုံးအတန်းတက်ချိန်မပြီးတမီမှပင်ခေါင်းခဲတယ်လို့လို့ပြောကား ကုတ်ကိုင်းကုတ်ကိုင်းလန်းတို့ပြန်ခဲ့လေအိမ်တို့ရောက်လျင်အဝင်းများလဲလျက်အိမ်ရှိမျက်နှာစာပန်းရှာနေရှိတက်ပြန်သောခုံတန်းချေပေါ်တွင်ထွေရလေးပါးကိုစဉ်းစားနေလေလွန်ခဲ့သော၃ရက်ခန့်တနင်္ဂနွေနေ့ကမင်းသားနှင့်ရင်းနှီးစွာ တွေ့ဆုံခဲ့ပုံတို့သည်ခင်စင်တင့်ဤမှတ်ညာတွင် အမြဲဆွဲမြဲနေ၍နေလေထိုအခါကောင်းဟွန်းတံတစ်ခုကိုကြားရ၏ထိုကောင်းဟွန်းတံမှာမင်းသားဤကောင်းဟွန်းတံဖြစ်ရာမိမိသည်အိမ်ကဒရိုက်ဘာအား နှုတ်ပိတ်လိုက်တဲ့ဖြစ်ရင်ဘယ်နေတည်နေတယ်လဲဟုစဉ်းစားနေမိ၏အပြင်ကမမြင်နိုင်သောပန်းရုံတစ်ခုသို့ကပ်လိုက်ကလမ်းဘက်သို့ကြည့်ရှုနေလေ၏ဥလာတော်ဤဝန်းထရန် အုတ်တိုင်းတွင်ဥလာတော်ဟူသောကြေးစလုံးကပ်ထား၏ဥလာတော်ဆိုလျင်ဥလာဘုံဤညီဟုမင်းသားအတက်တွေက ဝင်များလာမလားဟုစိုးရိမ်နေ၏မင်းသားဤကားသည် ဝင်းပေါင်သားတို့ရောက်နေဗိမ်းမှာတဖြည်းဖြည်းကလေးလိမ့်နေခင်ဆိုတဲ့မှာချုံွယ်ကချောင်းရည်ကြည့်နေရမင်းသားဤမျက်နှာမှာအဝေးကကြည့်ရှုရည်လားမိမိစိတ်ထင်ရည်လားမသိအနှဲငယ်ချောင်းရည်နေရှာဒီကိုခင်ဆွေတဲ့သည်မျက်တောင်မခံပဲငေးကြည့်မိချာ၏ခင်ဆွေတဲ့သည်ငေးကြည့်တွေ့တော်နေရာအသက်73နှစ်ခန့်အစေကံပါကလေးရောက်လာကမမပန်းခူးမလို့လားကျမခူးပေမယ်ဟုပြောလိုက်ရာဩမနှင်းလားမမလှတော့ကြည့်နေတာမခူးပါဘူးကွယ် ဟောဟူအပေါက်မှာကားတစ်စင်းရက်နေတာတွေ့တယ်။သွားထွက်ပြောလိုက်ပါဒီအိမ်ကဥလာတော်ဟာပြည်လန်းအတွင်းဝန်ဥလာဘော်ရဲ့ညီမဟုတ်ဘူး။တခြားဥလာဘော်ရဲ့ဥလာဘော်လို့ကလေးမတည်းဝန်းပေါင်သားတို့ထွက်၍သွားလေမင်းသားနှင့်တစုံတရာပြောနေဟန်တူ၏ခဏကြာလျင်မင်းသားဤကားထွက်၍သွားလေတော့ရာခေဆွေတင့်သည် သူဤရင်ကလေးကိုမား၍နေမိလေတော့၏ပြောလိုက်ပြီမမဥလာဘော်ရဲ့ညီဥလာတော်ရဲ့အိမ်မဟုတ်ဘူးလို့ ဥလဘောရဲ့တမီးဒီမှာနေတယ်မဟုတ်ဘူးလားတဲ့ကျမကမဟုတ်ဘူးရှင်ဒီအိမ်ကဥလတော်ကတယောက်ဆိုတော့မျက်နှာမကောင်းဘူးကားကိုခက်မြန်မြန်မောင်းထွက်သွားတယ်ခလေးမဒီတွက်လက်စွာပြောဆိုနေရခင်ဆွေတင့်ဒီမျက်တောင်ကလေးစိမ့်လျက်နားထောင်နေရမှာတက်ပြင်းတစ်ချက်ယူလိုက်ပြီးရခင်ခုံနှံပေါ်သို့တွားရောက်ထိုင်နေလေဤထိုအခါဥလတော်နှင့်ဇနီးတမီး14နှစ်အရွယ်နုနုခင်တို့သည်အဝယ်များလဲလျက်စိမ့်လာကြရာကားတစ်စင်းသည်အသင့်ဆောင်နေဤ ။ဥလာတော်တဏီက"အိုးခင်ဒီမှာပါလား။အေးမမိစေနဲ့နော်။ခေါင်းခဲရတဲ့အထဲဟူလှမ်းပြောရင်းရှောင်းနာရီခွဲခွဲရုပ်ရှင်အမီထွက်သွားကြလိမ့်မည်"ခင်ဆွေတင်မှာဥလာတော်တို့အရှိစဉ်ကခေါင်းခဲ၍မလိုက်ခြင်းဟုပြောမိရာခင်ဆွေတင်ကခေါင်းခဲကမတော်တော်ဟုဆိုပြန်လေတဲ့ဖြင့်ဒီလောက်လည်းမဟုတ်ပါဘူးဟုပန်းချန်ထဲသို့ထွက်လာခဲ့ခြင်းဖြစ်လေသည်ခင်ဆွေတင်သည်ပန်းချန်ထဲမှာခဏနာရီခန့်အချိန်တွင်အိမ်ထဲသို့ဝင်ကအပေါ်ထက်သို့တက်ခဲ့လေ၏ မိမိဤအဲ့ရကရင်ပေါ်၌မင်းသားဤအကြောင်းပင် တွေ့တော်မိပြန်လေ၏ရှေ့အခါကမူကားမိမိသည်ဘဝအကျိုးပင်အလွန်ကောင်းမွန်ခဲ့သည်ဟုများစွာပြောရှင်ခဲ့၏တို့ရာတွင် ထိုအစဉ်အခါကဤမြစိတ်မလုတ်ကို မလုတ်ခဲ့ဘူးချေယခုစိတ်ရလုတ်ကိုများစွာလုတ်နေရပြီဖြစ်ရာထိုအခါမှပျော်ရွှင်မှုချမ်းသာမှုသည်ဂုံအစဉ်အတန်းငွေကြေးအခြေအနေပေါ်တွင်တည်မနေပဲစိတ်ဓာတ်အပေါ်တွင်တည်နေကြောင်းကိုကောင်းကောင်းကြီးနားလည်လာလေ၏ စာကြည်ကန်တဲ့ကမင်းသားဤအမူအရာသည်ခင်ဆွေတင်းဤမျက်လုံးအိမ်တွင်ရေဝဲ၍နေလေ၏။ထိုကဲ့သို့တွေ့တော်နေခိုက်အခန်းပေါက်တွင်လူတစ်ယောက်ရက်လာသည်ကိုရိတ်ခနဲမြင်လိုက်ရာခင်ဆွေတင်းမှာခေါင်းများကြီးသွားပြီးနောက်မကျေနပ်နိုင်သောအမူအရာဖြင့်နှုတ်တီးကလေးဆူလိုက်ရာ"အိုးကိုကိုထေးဘာလို့အခန်းထဲထိအောင်တက်လာရတယ်လဲ"ဟောဗျာဂယုနာကိုဘာဖြစ်သွားမှန်းမသိဘူး ။ဦးလင်းနဲ့တွေ့လို့ခင်ခေါင်းခဲပြီးအိမ်မှာကြံရစ်တယ်ဆိုတာနဲ့ကိုလည်းဘိုင်းစကုတ်တောင်မကြည့်ပဲပြေးလာရတယ်။ကိုထင်းအောင်ဒီစကားပြောရင်ခင်ဆွေတင့်လှဲလျောင်းနေသောဂဒင်ဘေးတွင်ထိုင်ချရန်ဟန်ပြင်လိုက်ရာခင်ဆွေတင့်သည်ငောက်ခနဲလူးလဲထပြီးလည်းဂဒင်ပေါ်မှအောက်သို့ဆင်းလာရင်ပြင်းလာတဲ့လူကလားအခု၈နာရီထိုးတော့မယ်သူ့ပါးစပ်ကလည်းဘီယာဆိုနာလိုက်တာဘဲဟိုတယ်ဝင်လာတယ်လေအေးဒါကတော့ယောက်ျားကိုနည်းနည်းပါးပါးတောက်တာဗောခင်ရဲ့ ကိုတင်းအောင်ရေလူမမမေးလာပုံသည်နှစ်နှစ်ကာကစိတ်ပါလက်ပါရှိပုံမရချေ၎င်းသည်လူကြီးအလက်တင်ခင်ဆွေတင့်အားတမျိုးတမည်ကြံစီဖို့လာသည်ဟုခင်ဆွေတင့်အတက်တွေးပြီးဖြစ်နေသည်တွေးသည့်အတိုင်းပင်ကိုထေးအောင်သည်ခင်ဆွေတင့်လက်ကိုဖမ်းဆွဲလိုက်ရာခင်ဆွေတင့်သည်လက်ကိုယုံရင်းဆောင်ရင်စူးချသောမျက်လုံးဖြင့်ကြည့်ရှုနေလေ၏တကယ်တည်းဖြစ်နေလိုက်တာခင်ရဲ့တွေးတို့မှန်မှန်မှန်စမ်းကြည့်လိုက်စမ်းကြည့်လားဒီနောက်မှမခံနိုင်ဘူးလားသူ့မင်းသားကြတော့ကျေနပ်လို့ ကျင်တတ်တယ်လေကျင်တတ်တဲ့သူထိလို့ရှိရင်ငြိမ်ပြီးနေလိုက်ရမှာပဲမကျင်တတ်တဲ့သူထိရင်ဘာလို့ခံရမှာလဲခင်ဆွေတင့်ဒီတမင်အရွက်တိုင်ပြောလိုက်လေတို့ရတွင်ကိုထိအောင်ပါအပြုံးရမပြတ်ဖဲမလေးမခန့်အမူရနေကိုပြောမယ်နားထောင်ပါဦးခင်ရဲ့ကိုဟာမကြခင်ခင်ဟာမကြခင်ကို့မရဖြစ်မယ်ကို့နေခါကိုကအတင်ဗလက်ကာရပြုလို့လိုက်ရင်ဘယ်သူကပုံမှ386နဲ့တရားဆွဲမလဲကိုရမှာပြုံးပြီကျင်တတ်နေကြမှာပေါ့ ခင်အသက်18နှစ်ပြည့်ပြီမိဘသဘောတူမဲ့ခင်သဘောမတူရင်ဘာမှမလုပ်နိုင်ဘူးတူရင်ထောင်စာဖြစ်သွားလိမ့်မယ်လှုပ်ရင်ခင်ဆွေတင့်ရဲ့ခင်မိဘကုံရဲ့ရုံးကို ရောက်ရဲပါမလားအမှန်အဖြစ်ကိုထင်းအောင်စကားကိုခင်ဆွေတင့်ဒီမငင်းဆိုနိုင်ရှိရုံးကန်နေရင်လဲမိမိနိုင်မည်မဟုတ်ဟုတွေးတော်မိကအပေါက်မှထွက်ပြေးမည်လို့ရကိုထင်းအောင်ဒီအပေါက်မှစီးကြိုပိတ်ထားရင်ဘာလို့ဒီလောက်ခေါင်းမာရတာလဲခင်ရဲ့ မကြခင်ကို့မယားဖြစ်မှာမဟုတ်လားလူကြီးတွေအကြောင်းလည်းသိတယ်မဟုတ်လားခင်ဆွေတင့်ဒီမယားဟူ၍နင်းသီးလာတော့စကားကိုမခံနိုင်တော့ချေမူလကပင်အချင်းနဲ့ကိုထေးအောင်ပေါ်နင့်နေနေနဲ့မစင်းစားခဲ့ဘူးတီတွင်ထိုစကားကိုကြားတော့အခါကိုထေးအောင်ကစစ်စစ်ကြည့်လေရဲ့လူကြီးတွေစီမံတာကတော့ခင်လိုက်နာရမှာပဲဒါပေမဲ့လူကန်ဆိုတာမသိနိုင်ဘူးတကယ်တော့လက်မထက်ခင်ကိုထေးအောင်တေးများသွားရင်ဘယ်နဲ့လုံးမလဲမတည်ဘူးပဲထားကိုထေးအောင်မှာဒီပြင့်အချုပ်အချင်းတွေပေါ်လာရင်ဘယ်နဲ့လုံးမလဲ ။ဒါကြောင့်ခင်လက်ဖျားနဲ့မှအထိမခံဘူးသိလား။ကိုထင်းအောင်ဒီ၎င်းကိုကိုကိုထင်းခွန်နေရာမှာကိုထင်းအောင်ဟူအတန်ပြောင်းလဲသွားသည်ကိုမခံနိုင်။ဘီယာတကိုးကလည်းပုံ၍ဒီဂရီတက်လာတဲ့ဖြင့်ဘိန်းစားလီမှအာလာဝကနေသို့ပြောင်းလဲသွားရာ။ကဲဒီလောက်မှဖြင့်တိကျရောပေါ်ဆိုပြီးပြောပြောဆိုဆို ခင်ဆွေတင်းဤလက်ကိုဖမ်းဆွဲရိုက်လိုက်လေတို့ရတွင်ခင်ဆွေတင်းကနောက်သို့ဆုတ်လိုက်သည်ဖြင့်မမီသေးချီ ကင်းစတဲ့ဒီဂဒင်ပေါ်တို့ခုံတက်ပြီးဂဒင်တောင်ဘက်တို့ဆင်းလိုက်ရကိုထင်းအောင်လည်းအတင်းလိုက်ခုံချင်းကလိုက်၍ဖမ်းလိကင်းစတဲ့မှာအချက်နှင့်အကြောင်းရောထွေးလည်းရဲ့လွတ်ရလောက်ကြောင်းဂဒင်ကိုပြည့်ပတ်ရှာနေရကိုထင်းအောင်မှာလည်းယုံလိုက်သောခွေးကဲ့သို့အပြေးမိအောင်ဖမ်း၍နေလိတပတ်တွင်ခင်းစတဲ့ဤတကားပေါက်ဘက်အရာကိုစတဲ့ကကိုထင်းအောင်ကဂဒင်တောင်ဘက်ရှိ ကရင်တောင်ဘက်တွင်ရှိကင်ဆွေတင့်သည် အပြင်သို့လှင်မြန်စွာထွက်သွားပြီလေ၏တကားကိုကြောင်းကနေမိအောင်အပြင်ကနေဆွဲပိန်လိုက်ပြီကိုထေးအောင်ကတကားတို့တအားဆွင့်ဖွဲ့လေတော်လဲမရခင်ခင်ဟုတကားကိုတဘုံဘုံထုလျက်အော်ခေါ်လေ၏ကင်ဆွေတင့်မှာလူဆိုးရံမအေးပြီဟုတပြင်းကို ပြင်းပြင်းရှူလိုက်ရာအခန်းကိုလှန့်ကြည့်လိုက်ရာအခန်းတကားမှာပိတ်ထားတော်လေအပေါ်ကကြော်တက်နိုင်သေးသည်ကိုမြင်ရပြန်သည်ဖြင့်အောက်ထပ်သို့ဆင်း၍ပြေးလေ၏ အောက်ထပ်သို့ရောက်တွင်အစေခံမကလေးကခေါ်ယူကအခန်းတစ်ခုတွင်ထိုင်၍နေလေ၏ကိုထင်းအောင်လည်းခင်ဆွေတင့်တွေးတော်သည့်အတိုင်းပင်အပေါ်ကကြော်လွှားကခုံစင်းလာခဲ့ရာအောက်ထပ်သို့ရောက်ရှိလာပြန်၏ခင်မင်းတို့နှုတ်အပြင်းပြေတူတူပုံတန်းကစားနေကြသော အမူအရာတို့ပြောင်းလဲလိုက်ကပြုံး၍ကြည့်ရှုနေလေ၏ကိုထင်းအောင်ကပြုံး၍ကြည့်ရှုသလောက်ခင်ဆွေတင့်မှာဒေါပွားနေမိလျက်အစေခံမကလေးအား လာအပေါ်လိုက်ခဲ့မမနေပေစံဟုခေါ်ဆောင်သွားရာခင်ကိုထင်းအောင်သည်မရှိတင်ခဲနှင့်ကြည့်ရှုရင်၎င်း၏ကားစီသို့ထွက်ခွေပြီးလျင်ဒရိုက်ဘာအားအပြင်ထွက်ရန်အမိန်ပေးလိုက်လေအခန်းကြီးတည်င်းတခုကိုတဘုံခင်ဆွေတင်သည်ကိုထင်းအောင်ထွက်သွားသောအခါအစီကံမကလေးအားအောက်ထက်သို့ဆင်းစေလေ၏ ်ကေဆွေနှင်းစိတ်ထဲ၌ကိုထေးအောင်သည်လက်အောက်ငယ်သာဒရိုက်ပါရက်ဆက်ချင်းမိမိအားမညာမတာပြုမှုလိုခြင်းတို့ကိုတွေ့ကြုံနေရပြီဖြစ်ရာမူလားကရှစ်မယောင်ယောင်ဖြစ်နေသောစိတ်ထားသည် ပြောင်းပြန်ပြောင်းလဲ၍သွားလီတော်၏မိသည်မိမ့်မပြုတ်ကလေးကိုမဆိုတန်တန်ရှင်းချင်းရိုးရိုးတတ်တာလူပြိုစစ်စစ်ကိုမှနှစ်နှစ်ကာကရှစ်ခင်လိုကြ၏ချုပ်ချုပ်တွေတွေအပျော်ပါလိုက်စားသူများကိုမလွဲမကင်းတာသော အကြောင်းကြောင့်လက်ထက်လိုက်ရစီကမူစိတ်ရင်းပါပါနှင့်ရှေ့ခင်နှစ်သက်ချင်းမဖြစ်တတ်ကြချေ ိုထင်းအောင်မကအချားတွင်မိမြရှုပ်ပွေးရှုပ်ထွေးပိုလီနေမျိုးကိုယခုခင်ကြားမှသင်ဆွေတင့်သည်ပုံမိုစဉ်းစားခဲ့၏ထိုအခါမှကိုထင်းအောင်နှင့်လက်ထက်ပေါင်းသင်းရန်စိတ်မှလုံးဝကုန်ခန်းသွားလေတော်၏၎င်းမှလူရှုပ်တယောက်ဖြစ်ရာနှစ်ဖက်မိဘသဘောတူ၍ပြောင်ပြောင်မငင်းဆန်တော်လဲနှစ်နှစ်ခန့်အချိန်ဆွဲလိုက်ခြင်းဖြင့်မိမိအလိုဆန္ဒပြေဝလိုက်မည်ဟုယုံကြည်သွားခဲ့လေ၏အကြောင်းမူကားကိုထင်းအောင်ကဲ့သို့ လူသားတယောက်သည် နှစ်နှစ်မြကြာသောအချိန်ရတွင်အခြားအမျိုးသမီးတဦးနှင့်မုတ်ရတစ်ခုခုလူသိရှင်ကြားဖြစ်ပျက်လိုက်ပြီဟုစဉ်းစားမိသောကြောင့်လည်းကိုးနာရီတတတွင်ကဦးလာတော်တို့အိမ်ပြန်လာကြ၏အတော်လောက်သူသည်ခင်ဆွေတင့်အားခေါင်းခဲတက်တာပြီလားနေကောင်းရင်လားစသည်ဖြင့်မေးလာသည်ကျေစွေတင်က နေကောင်းသွားပါပြီဟူရဲ့၎င်းကိုတင်းအောင်လာရောက်မင်းမြန်သွားသည်ဟူရဲ့၎င်းတာမန်မြတ်သာပြောလိုက်၏ ဤကဲ့သို့စိတ်မချမ်းမွေ့ပွေရာများကြုံတွေ့နေရခြင်းသည်မင်းသားအားပုံမိုတတိယစီလီတော်၏မင်းသား၏ဂယုနာတာယာညင်ပြောင်းပြောဆိုမှုစသည်တို့ကိုလက်တွေ့တရှိသွားခဲ့လျာအကယ်၍သာမင်းသားနှင့်နိနိကကနေထိုင်ရကမိမိ၏၆သိသောနှလုံးသားများသည်တွေးအပ်တဲ့တွေးလိုက်တဲ့ကဲ့သို့ဖြစ်လိမ့်မည်ဟုစဉ်းစားမိလေ၏ကျေစွတဲ့ကကိုတေးအောင်ရဲ့အပြုမူကြောင့်စိတ်မချမ်းမသာပဲတနင်္ဂနွေတပတ်ခန့်ကြာဘာတွေးဤအိမ်တွင် နေထိုင်ခဲ့ကြရာထိုတပတ်ပြည်သောအခါအင်္ဂါနေ့ညနေတွင်က မိဘနှစ်ပါးနှင့်ကိုထေးအောင်တို့သည်ပေါ်ပေါက်လာကြ၏လောက်ကင်စရာတိုင်းမင်စရာကိစ္စများရှိသည်ကင်ဆွေတင်းအတွက်ရေတရာချီတီမှာကြေလောက်ပြီဟုပြောဆိုကခေါ်မင်၍သွားကြလေကင်ဆွေတင်းမှာပြည်လန်းရှိမိမိတို့ရှံပေါက်တို့ကရောက်တည်နေတဲ့ပြိုင်နဲ့မင်းသား၏အိမ်ဘက်သို့လှမ်းမျောကြည့်ရှိမိ၏မင်းသား၏အရေးရောင်များမမြင်ရသောအခါဝမ်းထဲကဟာလည်းရဲ့မသားမယားဖြစ်၍သွားလေ၏အာလောအိမ်ထဲဧကန်ထဲတွင်ထိုင်ကြမိလေကိုထေးအောင်ကစား၍ ဒီလိုခင်ရဲ့တနေ့ကတော့ပလိမင်းကြီးကအရေးမကြီးတဲ့အခုတော့အရေးကြီးလာပြန်ပြီရှမ်းပြည်နယ်မှာမင်းသားရဲ့လောက်သားတွေကိုထင်ပါရဲ့လူ900လောက်ရှိမယ်အဲ့ဒီလူတွေဟာဝရင်းထုတ်တွေထမ်းပြီးစစ်ချီစစ်တက်လေ့ကျင့်နေကြတယ်အခုတော့ဆိုင်ယာစော်ဘွားကတားမြစ်ထားပြီးတွဲဘက်မင်းကြီးကအကြောင်းကြားလိုက်တယ် ကိုထရောင်သည်အစပထမကပင်ပလိမင်းကြီးကစုံစမ်းမှုလက်လျှော့၍အမိန်မပေးထားသည့်အပြင်နေကြားမှတည်င်းသူများကြားရသောအခါကိုထရောင်ထံမှတည်င်းမရသည့်ဖြင့်အကျဉ်းယဝပင်ခံရသောကြောင့်ဥလဘော်တို့အားနှူးနှက်ကာခင်ဆွေတင့်အားခေါ်ကြခြင်းဖြစ်လေ။အိုးမြမပြီကအပျော်တမ်းတတ်တွေဖြစ်ရှင်ဖြစ်မှာပေါ့။မြမပြီမှာတော့ကိစ္စမရှိဘူး။ရှမ်းပြည်နယ်မှာဆိုတော့ထူးတယ်ခင်ရဲ့။တာပြီးဆိုတာက9ရောက်တဲ့တွေ10ရောက်တဲ့တွေ စက်ပြစ်လေးကျင့်နေတယ်။ကိုကိုရေးပြောရင်တော့အဆန့်ကြီးပဲရန်ကုန်မှာရောကလာလက်နက်ကုမ္ပဏီတခုကစက်ပြစ်တင်တဲ့ကြောင်းတစ်ကြောင်းတော့ဖွင့်ထားတယ်မဟုတ်လား။တနက်ပြစ်တဲ့အောင် လေးကျင့်တာပဲဟာ။ခင်ပြောရတာခတ်တာပဲ။ကလာတွေကြောင်းဝင်ပေးတာကတောလိုက်မုံဆိုအတက်တက်အောင်ရဲ့တောပြစ်ဝါသနာပါတဲ့သူများရင်သူတို့ကုမ္ပဏီကနှလုံးမျိုးတနက်များများရောင်းလာတာပေါ့။ဟိုကလေးကျင့်နေတာရိုင်းဖက်တနက်နဲ့ခင်ရဲ့။ဒါပြင်အစိုးရကတရားစွဲလိုက်ရုံပေါ့။ တနတ်ဆက်ပြည့်လေးကျင့်ယုံနဲ့တရားဆွဲဖို့ဥပဒေမရှိဘူး။နေချာဥပဒေနဲ့သာဒါတွေမလုပ်ဖို့တားထားရတယ်။တော်တော်အရေးကြီးနေတယ်တမီးရဲ့။ဦးရဲ့ဦးလာပါသည်။ကိုထင်းအောင်ဘက်ကထောက်ခံပြောဆိုလိမ့်။ဒါဖြင့်ကျမမင်းသားနဲ့ပြန်ပြီးဆက်သွယ်ပြီးစုံစမ်းရမှာလားဖေဖေ။အေးအေးဖေဖေဒါကိုတိုက်တွန်းချင်တာပဲ။ကဲကဲကဲကိုထင်းအောင်နဲ့တိုင်ပင်ရေးကြအောင်ဟုမိဘနှစ်ပါးချောင်းဖွဲ၍သွားကြလိမ့်။ မိဘနှုတ်ဦးမျက်နှာလွှဲတည်နေတဲ့ပြိုင်နဲ့ခင်ဆွေတင့်မှာတိတိတသာပြောင်းလဲယူသွားလေကိုထင်းအောင်ကမကျင်တဲ့သောအမူအရာသည်နှုတ်ခမ်းစိတ်နေခြင်းဂယုမဆိုင်ပဲကြိချုနေခြင်းစသည်ဖြင့်ထင်ရှားစေလေကိုထင်းအောင်မှာလည်းမိမိတောင်းဝန်လုပ်တရားအတွက်အရေးကြီးသည်ကတည်းကမိမပြိုများစွာနှင့်ကြုံဘူးသည်ကတည်းကြောင့်ကြံတကာလူ၍ပြားရည်တုံပြီးတင်လဲရည်တမုတ်လောက်လောင်းထားသော မျက်နှာအမူအရာဖြင့်အမလေးကြည်စမ်းပါဦးဖြစ်နေလိုက်တာခင်ဗျာဘာများကိုကိုထေးအပေါ်မကျင်တတ်လို့လေ မကျင်တတ်တာချင်းရင်ရှ िख ိုးပြီးတောင်းပန်ပါမယ်။ကိုဟါကိုမတည်ဘူးလားမိကောင်းဖခင်သားရဲ့အပြုတ်မူလား။အော်အော်ဦးလေးတို့အိမ်တုန်းကကိစ္စလားတစိမ့်လောက်ချင်းပြပါရလေ။တကယ်လို့ခင်ကသာ DM အရာမျိုးမကြိုက်ဘူးဆိုရင်လက်မထက်ခင်အတွင်လက်ဖျားနယ်မှာမတို့ပါဘူးခင်ရဲ့။ခင်ဆိုတဲ့နေကိုထေးအောင်ကြီးတောင်းပန်ချက်ကိုလုံးဝမကျင်တတ်တော့လေ။မုံစိတ်မှာကအနှဲငယ်ရောခဲ့နေ။တို့ထက်လက်ဖျားနယ်မှာမတို့ဘူးဟူသောဂတိစကားရတဲ့ဖြင့် တုတ်ရှိလို့၍လက်မထခင်လက်ဖျားနဲ့မတို့ဘူးဆိုတာ အဟုတ်နော်အဟုတ်ပါခင်ရင်ခင်ရင်မကြိုက်တာမလုပ်ပါဘူးကိုကိုတေးအတီလင်းကိုခံကျင်တာရှိသေးတယ်တခါတည်းရန်နည်းနည်းပါးပါးတောက်စားလာတာရဲ့တခါတည်းရန်အပျော်ပါးလိုက်စားတာရဲ့ရှိခဲ့ပါတယ်ဒါဟာလေဒီခေတ်ထဲမှာကိုကိုတေးတယောက်တည်းမဟုတ်ပါဘူးယောက်ျားတိုင်းလိုပါပဲဒါပေမဲ့ခင်နဲ့လက်ထပ်ပြီးတဲ့နောက်ခင်မကြိုက်ဘူးဆိုရင်လုံးဝဆွတ်လွတ်လိုက်ပါမယ်ခေပညာတတ်မိမများကနှက်ဆက်လူရည်လေသူတအူးကမိမိ ူရိုးဖြစ်ကြောင်းပြောလျင်လုံးဝမယုံကြည်ကြ၏ထိုအကြောင်းကိုနားလည်သောကိုထေးအောင်သည်ဖြောင့်ွယ်၍မိမိအမားကိုဝန်ခံလိုက်ရာခင်ဆွေတင့်သည်တွေ့တွေ့ကြီးစဉ်းစားနေ၏အမုံဘတ်တို့ရိုင်းနေသောအချိန်ခွေချာသည်တက်တက်မဲ့မဲ့ဖြစ်၍တွားချလေ၏ဘယ်နဲ့လဲအခင်ရဲ့ကိုကိုတီးကိုကုညီမှာမဟုတ်လားပြောချမ်းပါဦးအစကတည်းကကုညီလာတာပဲမလုပ်နဲ့တော်တော်လို့ဘသူကစပြီးပြောတာလဲ ဟုတ်ပါတယ်ဆိုခါတိုင်းကတော့မလိုဘူးထင်လို့ပါအခုတော့ဘလောက်အရေးကြီးတာလဲခင်ရဲ့တဆိတ်ကျေးဇူးရှင်မအကူညီမဖြစ်မှာမို့ပါကိုကိုသေးတော့မင်းကြီးပြောကလေးကခင်မျက်နာကိုပဲကွက်ခနဲ့မြင်မိတာပဲကိုသေးအောင်ဒီပီလောပင်ပက်ကြည့်တက်ပြီးယုံမဏီရွယ်အုပ်တယ်လို့စိတ်ချုပ်ခံတဲ့မျိုးအားကိုဟန်တွယ်ပြင်းလဲတလောက်ခရကြလေတာကျင်တိုင်းတာကနှုတ်ဆက်ထွက်ခွာသွားလေ ကိုထေးရောင်ထွက်ခွာသွားသည့်နေ့တပြိုင်နက်ခင်ဆွေတင့်သည်ညစာထမင်းများစားတောက်ပြီးလည်းရင်ရှောင်းနာရီခွဲခန့်တွင်မင်းသားဤအိမ်ဘက်သို့ကူးခဲ့လေ။ဤတဲ့ချင်းစုံသားရ၌ကစိတ်ထားရှိကကဲ့သို့မဟုတ်တော့ချေရှိကမူမင်းသားဘာပဲဖြစ်ဖြစ်တည်မှန်ရ၍ကိုထေးအောင်ကြီးပွားဖို့ကိုသာစိတ်ကူးခဲ့၏။ယခုခါ၌မူမင်းသားဒုက္ခရောက်သည်ကို မကြည့်ရ၌မင်းသားသည်လက်နက်လူသူနှင့်ပုံကန်ထားမိသူမှန်ပါကမိမိဤမာယာဖြင့်ထိုအကြံပြက်အောင်သာဖြတ်တော်မူ ခင်ကျွတ်တင်သည်မင်းသား၏အိမ်ခြေဆင်ဝင်အောက်သို့ရောက်ကြည့်လာရာမိမိအားမျော်မှန်ကြည့်ရှုနေသောမင်းသားကိုမတွေ့မြင်ရဘဲနှုတ်ခမ်းမွေးတဝက်ဖြူနေသည့်အဖိုးကြီးဦးရဲကျော်ခေါင်ကိုသာရှေ့ဦးစွာမြင်ရလေ၏အဖိုးကြီးကပင်ဆလျက်အော်ခလေးမပြန်လာပြီလားဒီမှာထိုင်ပါဦးကွယ်အဖိုးတို့တော့ဒုက္ခပါပဲဟုညင်းညင်းညူညူဖြင့်ကျင်ကလေးထိုင်ကိုညွန်ပြလေ၏ခင်ဆွေတင်သည်စကားတစ်ခုမှမပြောဘဲကလေးထိုင်တွင်ထိုင်လိုက်ကအဖိုးကြီးကိုသာကြည့်ရှုနေမိ၏ အဖိုးကြီးကစကားဆက်လိုက်ရဲ့ကိုတော်လေးတော့ဒုက္ခပါပဲကွခလေးမထွက်သွားကြတဲ့ကဂရံချောက်ချားနဲ့အစားလဲမှန်မှန်မဆားတမိုင်းမိုင်းတွေတွေနဲ့အဖိုးကတော့လူယုံမှုတို့တိုင်မြင်ပါလေသူဟာခလေးမကောင်မမရရင် အသက်တူတော့မယ်တဲ့ခလေးမရေးသွားခဲ့တဲ့စားလဲပြသေးတယ်အဖိုးကဒါဖြင့်ကိုတော်လေးနဲ့သူပြန်လာပါပဲဟာဘာပူရတလဲလို့အားပေးပေမဲ့မဟုတ်ဘူးကျုပ်ကသူ့မုန်းသွားပြီထင်တယ်တဲ့ လွန်ခဲ့တဲ့၃လရက်ကစပြီးညတိုင်းအရက်အလွန်ကျွံတောက်တော့တာပဲခုလည်းစာကြည့်ခန်းထဲမှာအိတ်နေတယ်ထင်ပါရဲ့ကနေ့9ရက်စီပြီခင်းဆွေးပြန်လာရင်သူ့ကိုနှိုးပါဆိုလို့အဖိုးကဒီတိုင်းစောင့်ကြည့်နေရတယ်ကွယ်အဖိုးကြီးကအနှိုးနဲ့ကောင်းတော့အောင်သွဲတယောက်ကပတ်စံရရွေးကြားကအချောင်းငိုပြနေတကယ်တော့မဟုတ်ရိုးရိုးတီတီနဲ့အပြည့်အပြတ်မှန်ကိုဒဲတော်ကြီးစကားလေးချောင်းပြောဆိုနေခြင်းဖြစ်ရာ သင်္ဆွေတဲ့မှာမြတ်တောင်ကလေးဆင်းလျက်နားထောင်နေရချလိမ့်အနို့တွေ့ရအောင်တွားနှိုးပေးပါလားအဖို့ရဲ့ကလေးမရောက်နေပြီပဲဟာတွားတွေ့လိုက်ပါလားကွကိုတော်လေးဟာမိန်းကလေးဆိုလို့တယောက်နဲ့မှနီးနီးကပ်ကပ်နေဘူးတာမဟုတ်ဘူးကွခင်ဆွေတဲ့ဒီအဖိုးကြီးအားစကားပြန်၍မပြောတော့ပဲမင်းသားအိပ်ပျော်နေသည်ဆိုသောစာကြည့်ကန်းစီသို့တွားကအတွင်းထဲသို့ဝင်ခဲ့လေမင်းသားကပက်လက်ကလေးထိုင်တလုံးပေါ်တွင်နှင်းနှင်းဆိုင်ဆိုင်အိပ်ပျော်နေကြ၏ မင်းသားဤနှစ်ထင်မှာမတိမတာခွက်လျက်မျက်နာမှာအတော်ဆောင်၍နေကြ၏အဝေအစားမတိမတတ်နှင့်ပူပူကက်ကက်နေခဲ့သောမိမိအဖြစ်ကို တွေးမိသည့်ခင်ဆွေတင်ပါမင်းသားအားဂယုဏတရားများတက်ဝင်၍နေမိလေ၏ထို့နောက်မင်းသားဤဒုနှစ်ဖက်ကိုအตาအရာလောက်က အကိုကြီး အကိုကြီးဟုနှိုးလေ၏မင်းသားသည် ်တူးကျဲကျင်းလင်းသောမျက်လုံးကြီးများကိုစက်ခနဲဖွင့်လိုက်ကခင်ဆွေတင်းဤမျက်နာကိုမြင်ရသည်နှင့်တပြိုင်နက်လက်ကြီးနှစ်ဖက်ကိုစန့်တန်း၍ခင်ဆွေတင်းဤလက်ပင်ကိုဖက်မိဟန်ပြင်းလေ၏ခင်ဆွေတင်းမှာနောက်တော့မဆုံးမီပဲအံ့အားသင့်နေစဉ်မင်းသားသည်ခင်ဆွေတင်းအားမဖတ်တော့ပဲလက်ကိုပြန်၍ရုပ်သိမ်းလိုက်လေ၏ခင်ဆွေဟုမျက်ရည်ဝိုင်းလျက်ခေါ်လိုက်သောအတန်သည်ဓာကူးသွားသည်ဟလာခင်ဆွေတင်းမှာရှင်အကိုကြီးဟု ပြန်ထူရင်းမျက်ရည်ဝိုင်း၍လာလေ၏ ခင်စိတ်မှာကိုထီးအောင်နဲ့စီမံထားခြင်းမရှိကမင်းသားဤရင်ခွင်ထဲသို့ကိုကိုပြစ်လဲပြင်းပြီးဖြစ်လေတို့ရတွင်ခင်စိတ်ဤကံစီမံခြင်းသည် ထိုတို့မပြုတ်မပြုတ်မူနိုင်တော့သဖြင့်ကလဲထိုင်တစ်ခုကိုသာဆွဲယူ၍ထိုင်နေရချာလေအကိုကြီးကနေ့ကပြုတ်မှုခဲ့တာစိတ်ဆိုးသလားခင်စိတ်တကယ်မတည်ဘူးနားလည်းမလဲပါဘူးခင်စိတ်မကြိုက်ရင်မလုပ်ပါဘူးကွယ် ဒါကြောင့်မဟုတ်ပါဘူးအကိုကြီးရေခင်ဆွေကိစ္စရှိတော့ခဏတွားနေတာပါစိတ်ဆိုးရင်အကိုကြီးစီဘာဖြစ်လို့အကြောင်းကြားနေမလဲဒါဖြင့်အကိုကြီးကိုစိတ်မဆိုးဘူးနော်ခင်ဆွေတင့်ဒီနှုတ်ဖြင့်အပြေမပေးပဲခေါင်းညှိပြလိုက်နေပြီမင်းသားဒီသူဤကိုကိုရှေ့သို့ကြွ၍ကိုင်းလိုက်ပြီလျင်ခင်ဆွေတင့်အားသူဤရင်ခွင်ထဲသို့ဆွဲယူလိုက်ပြီလျင်ပားပြင်ကလေးကိုဘဲပြန်ညာပြန်မှု၍ညာလက်ကြီးဖြင့်ကြောကိုပို့၍ပေးနေလေ၏မင်းသားဤလှိုက်လေသောဂယုနာပိန်ချုံးစွာဖြစ်ပြက်နေသော မြင်တွေ့ရသောခင်ဆွေတင်မှာဇပက်ကြီးမွေအညို့ခံတဲ့တကယ်တို့ငြိမ်၍နေကြမိ။မင်းသားဤရှ िख ခင်ကျင်နာခြင်းသည် အပရိကပြုမှုခြင်းကိုမိမိတီးခံထိုက်သည်ဟုမတွေ့တော်မိစေကမူထိုသဘောအတိုင်းလိုက်လျောနေမိလေ၏။မင်းသားလည်းရူရကျင်နာသောအမှုရာနှင့်ကလဲထိုင်ပေါ်သို့ပြန်၍ထိုင်စေပြီ။ခဏနေဦးသောခင်ဆွေဟုပြောကာနေရာမှထလိုက်ရာမင်းသားသည်အနှဲငယ်ရန်၍သွားလေ၏။ထိုအခါကျမှအမှုမပြည့်သေးသည်ကိုခင်ဆွေတွေ့မိလေ၏။ မင်းသားကအိမ်ပေါ်တက်သူ့ကိုတက်သွားပြီလေ၅မိနစ်ခန့်အကြာတွင်ဆင်းရည်ရလာလေ၏မင်းသားလက်ထက်တွင် အထုတ်တထုတ်ပါလာ၏မင်းသားကခင်ဆွေတင့်အနာသို့တိုးထိုင်လာ၏ခင်ဆွေရဲ့လက်ဆုပ်ချုပ်ပေးစမ်းပါဆိုသည်ဖြင့်ခင်ဆွေတင့်သည်သူ၏ဘယ်လက်တကြွယ်ကစိန်ရှယ်လက်ဆုပ်ကိုချုပ်ပေးလိုက်လေ၏မင်းသားလည်းသူ၏အလုပ်အထုတ်ထဲမှအလွန်အရေးကောင်းသောကြောက်နေလက်ဆုပ်တကွင်းကိုထုတ်ပြရာခင်ဆွေတင့်၏ဘယ်လက်ကိုဆွဲယူလျက်လက်တကြွယ်တွင်ဝစ်စင်၍သေးလေ၏ ခင်ဆွေတင်ကဤမြအရေးအယောင်ကောင်းသောကြောင့်ဤကိုမမြင်မှုတတ်ပြီအတိုင်းမသိဝမ်းသာတော်လေမိမိလက်တကြွနှင့်အံကိုက်ဖြစ်အောင်ခံမှန်းထားသောမင်းသားဤစိတ်ကူးကိုလည်းအံ့ဩမိလေမင်းသားကအထုတ်ထဲမှအရှားအထုတ်ငယ်တစ်ခုကို ပြန်ဖြေပြလေ၎င်းမှာ လက်ကောက်၅ရံကိုပြလေမင်းသားဒီပြောဆိုရင်ခင်ဆွေတင်ဤလက်နှစ်ဖက်ကိုတစ်ဖက်စီဆွဲကြင်ကကိုယ်တိုင်ဝိတ်၍ပြေးလေ နားတွင်လည်းမင်းသားပေးထားသော စိတ်နှပွင့်ရှိသေးရာများစွာတင့်တယ်ကချုပ်ရှင်သက်ွယ်ဖြစ်၍နေလေ၏ကိစ္စတင့်မှာလည်းမိမိဤဖခင်ကိုယ်တိုင်အတွင်ဝင်ကြီးဖြစ်စေကမူ၂၃၀၀တန်ပစ္စည်းကိုမင်းသားကဲ့သို့ရရောစွာပေးနိုင်မည်မဟုတ်သဖြင့်အဖိုးတန်ယတနာများရရှိခြင်းအတွေ့ပီတိတောမနတဖြစ်ကမင်းသားအားလှပကျင်နေသောမျက်လုံးဖြင့်ပြန်လည်ကြည့်ရှုနေမိလေ၏ဟုတ်ကဲ့ဒီကနေ့အပိုင်း၅အစီအစဉ်နေဆက်မှုကိုအီမာနေခိတ္တခဏယန္နာခွင့်ပြုပါခင်ဗျာ ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်အားဖြည့်ပေးခဲ့ကြပါတော့ညီကောင်မောင်နှမတဝူးတယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာညီကောင်မောင်နှမများအားလုံးဘေးကင်းကြပါကြပါစေခင်ဗျာ